ခွန်ပိုင်းဆိုင်ရာ tariff နဲ့ပတ်သက်တဲ့အကောက်ခွန်နှုံးထားနော်နံပါတ်၄ကမြေရှားတတ်တုကိစ္စဗျာဒီ၄ခုပဲ training မှာကြံတဲ့တောင်တရုတ်ပင်လယ်အရေးဘာအရေးညာရေးအဲ့ဒါအပိုးဆားလာတွေလက်ရှိအခြေအနေမှာအခုတရုတ်နဲ့ညှိတာဒီ၄ချက်ဗျာဒီ၄ချက်မှာနှစ်ချက်ကဗမာနဲ့တိုက်ရိုက်ပတ်သက်တယ်ဒါကျွန်တော်ပွင့်ပွင့်လင်းလင်းပြောတာခင်ဗျားတို့ကြိုက်ခြင်းကြိုက်မကြိုက်ခြင်းနေမင်းအောင်လှိုင်ကစစ်တိုက်ဖို့ပတ်စံမရှိတော့ဘူးမရှိတော့ဒါစကားတွေကနေတဆင်ကြားဖြန့်နေနဲ့ပေါင်းပြီးတော့စစ်စရိတ်ရအောင်ယူတာဒါကြောင့်စောချစ်သူတို့ကမင်းအောင်လှိုင်ကိုစစ်စရိတ် ဒီကဘာလုံးဝပတ်ဆက်ကိုလိန်လေယူပြီးပေးရတာကုံသွေးကြီးလမ်းကြောင်းတွေပိတ်သွားပြီကုံသွေးမှုတွေမရှိတော့ဘူးတရားစာတထွက်တဲ့နေရာတွေအကုန်လုံးလက်လွတ်ဆုံးရှုံးလိုက်ရပြီဘာမှမရှိတော့တဲ့အတွက်စစ်တိုက်ဖို့အတွက်လောလောလတ်လတ်ဝင်ငွေကကြားဖြန့်တွေနဲ့ပေါင်းပြီးငွေရှာပြီးတော့မြောက်လန်ပြည်တွင်းစစ်ကိုတိုက်တာဒါကိုခင်ဗျားတို့နားလည်အောင်ပြောရမှာနော်ခင်ဗျားတို့အားအားနဲ့ဒီနူပေါ်နီပေါ်နီပိန်းနဲ့ပဲတိုင်ပတ်နေတယ်ဗျခင်ဗျားတို့တကယ်လည်းနိုင်ငံရေးမတက်ဘူးကဲဒီမှာဆက်နားထောင်အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ အစီရန်ထိပ်သည့်အစည်းအဝေးကထူးခြားတဲ့အခြေအနေတွေကိုဆရာကိုရှယ်လေးပြောလာသည်မို့အဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားခဲ့ကြပါဦးခင်ဗျာဒီနေ့တော့အားလုံးမင်္ဂလာပါကျွန်တော်ပြောပြခြင်းတဲ့အကြောင်းအရာလေးတစ်ခုကချက်ချင်းရောက်လာလို့အာဆီယံအစည်းအဝေးမစခင်မှာလူရုပ်မှာကဘာပတ်ပြီးရုပ်မှာနေတဲ့တရုတ်တွေအမေရိကန်မှာလည်းဖန်ခံရတယ်မနေ့ကပဲအဖန်ခံတဲ့တရုတ်အကြောင်းဆိုတော်တော်ထူးဆန်းတယ်အခုတရုတ်ကတော့အမေရိကန်နိုင်ငံနဲ့အပြင်ကဘာလူကြီးတန်း900လောက်ကိုတည်စီနိုင်တဲ့ ဖက်တမင်းထုတ်လုပ်တဲ့အရေးတွေအဖက်တမင်းလုပ်တဲ့ဓာတုပစ္စည်းတွေကိုမက္ကဆီကိုပို့ခဲ့တယ်မက္ကဆီကိုကိုပို့ခဲ့တဲ့အမှုမတိုင်ခင်အမေရိကန်ကိုလည်းအဲ့လိုပါဆယ်နဲ့ချီကာဂိုအိုဟဲအေယာပေါ့ကနေတွင်းခဲ့တာအဲ့လိုပေါ်တင်မဲ့တွင်းတာနော်အဲ့လိုဟုတ်ပြီအဲ့လိုပေါ်တင်တွင်းလာတဲ့ကောင်က2022ခုနှစ်မှာဖန်ခံရတဲ့ထွက်ပြေးတယ်ထွက်ပြေးပြီးတော့မက္ကဆီကိုရောက်တယ်မက္ကဆီကိုမှာအမေရိကန်အစိုးရရဲ့ဒီပူးပေါင်းဆောင်ရွက်မှု နယ်မက္ဆီကိုအစိုးရဖမ်းတယ်အဲ့ဒီကနေတခါထွက်ပြေးတယ်အဲ့ဒီကနေကျူဘားကိုပြေးတာကျူဘားကနေတခါအခုပြော့အမေရိကန်ကိုအခုပြန်ပို့လိုက်တယ်ဒီသတင်းကိုဂနေ့အမေရိကန်တမ္မရာကြီးဒေါ်နယ်ထရန့်ဒီမီတင်ကိုမတော်မတက်ခင်အာဆီယံမီတင်ကိုတော်မတက်ခင်မှာဖြစ်နေတာနောက်တစ်ခုကတော့ဝေါ်မတ်မှာတကဘာလုံးတရုတ်တွေဘလောက်လိန်တယ်လဲဆိုတာကိုကျွန်တော်ပြောပြမယ်အရန်ကြောက်ဖို့ကောင်းတယ်ကျွန်တော်တော့အရန်လန့်သွားတယ်ဒါဒီနေ့ဖြစ်တဲ့ပြဿနာဘလို့ဖြစ်လဲဆိုတော့ဝေါ်မတ်မှာရှိတဲ့ gift card တွေကိုကတ် အဲ့ချိတ်ထားတဲ့ကတ်ဒီအများကြီးကိုအဲ့တရုတ်ကဒီကောင်ယူလိုက်ပြီးတော့သူကအဲ့ဒီ gig cap ဆို Apple gig cap တို့ပေါ့ဗျာအမျိုးမျိုးပေါ့ Amazon gig cap တို့အဲ့လိုရှိတယ်အမေရိကန်မှာဒေါ်လာ25ဒေါ်လာ100 200 300 500 1000တိရှိတယ်အဲ့လို gig cap တွေကိုဒီကောင်ကယူပြီးတော့ဘာလုပ်လဲဆိုအဲ့တရုတ်ကအိမ်သားတွေကိုအဲ့ဒီ gig cap တွေနဲ့ဝင်သွားပြီးတော့သူကအဲ့ gig cap ရဲ့ဘားကုတ်တွေကိုသူကအကုန်လုံးဓာတ်ပုံရိုက်တယ်ဓာတ်ပုံရိုက်ပြီးတော့သူကပြန်ယူလာပြီးအဲ့ဒီမှာပြန်ချိတ်တယ်ခုနနေရာမှာသူကပြန်ချိတ်တယ်သူ gig cap လည်းမဝယ်ဘူးဒါပေမဲ့မတင်ကားလို့ရဲရဆစ်လိုက်တဲ့အခါကျတော့ ဒီကောင်အဲ့ဒီဘားကုတ်တွေမွေရသေးခင်အစ်စ်ချိတ်ထားတဲ့ဂစ်ကတ်ဆိုတာဗျာကျွန်တော်တို့ကဝယ်လိုက်မယ်ဗျာဒေါ်လာ100တန်းဂစ်ကတ်ဝယ်လိုက်ရင်ကျွန်တော်တို့ကဝေရှင်းတဲ့နေရာမှာသွားလိုက်ရင်စကန်ဖတ်လိုက်ရင်အဲ့ဒီဂစ်ကတ်ရဲ့ဘားကုတ်ကအွန်လိုင်းပေါ်မှာသူ့အဆူအလိုလိုပွင့်သွားတယ်ပွင့်သွားပြီးဒေါ်လာ100ဆိုဒေါ်လာ100တန်းဖြစ်သွားတယ်ပေါ့ဗျာဒါပေမဲ့အဲ့လိုစကန်ဖတ်ပြီးမဖွင့်ခင်မှာအဲ့ဒေါ်လာ100တော့ရေးထားတယ်ဒါပေမဲ့အဲ့ဒါဘယ်နေရာမှာသွားဝယ်လို့မရသေးဘူးကျွန်တော်တို့ဝေရှင်းကောင်တာမှာစကန်ဖတ်ပြီးတော့မှအဲ့စကန်နဲ့ဒီအွန်လိုင်းကနေပြီးတော့ပွင့်လိုက်တော့မှဖွင့်လိုက်တော့မှဝတင်းဖြစ်သွားတာအဲ့ဒီကတ်ကတန်ဖိုးဝင်သွားတာအဲ့တရုတ်လုတ်ပုံက तू ကအဲ့ဒီကတ်ကို တ်တွေအားလုံးသူကဘားကုတ်တွေသူကဓာတ်ပုံရိုက်ယူထားတယ်။အဲ့ဒီကတ်ကိုလူတယောက်ကလာဝယ်လို့ online ပေါ်မှာ scan ဖတ်လိုက်လို့ပွင့်သွားပြီဆိုရင်သူကအဲ့ဒီဘားကုတ်တွေရထားတဲ့အတွက်အဲ့ဒီကတ်ထဲကပတ်စံကိုသူကအဲ့ဒီဘားကုတ်ကို auto deb ဘားကုတ်နဲ့သူကဖွင့်ပြီးတော့ software တစ်ခုနဲ့ဖွင့်လို့အပတ်စံကိုအကုန်ခိုးတာ။အဲ့ဒီကောင်ကမက္ကဆီကိုကနေခိုးဝင်လာတဲ့တယောက်ပြ။နော်။ဒါဒါဒါသိတယ်အမေရိကန်သတင်းသမားတွေမေးကြည့်။အဲ့အဲ့ဒီဒါကြီးကတော့လွန်လွန်းနေပြဒီကောင်ကားထဲမှာကြီးပဲ။အဲ့လိုဘားကုတ်တွေကိုဒီကောင်က တယ်လီဖုန်းထဲမှာတော့မဆန့်တော့လို့ပရင်ထုတ်ထားတဲ့စာရွက်ပေါင်း600ကျော်ရှိတယ်။ကဲဒါဆိုရင်ကျွန်တော်တို့ကဗျာလက်ဆောင်ပေးခြင်းလို့ gift card တစ်ခုခုသွားဝယ်မယ်။သွားဝယ်မယ်ဆိုရင်အဲ့ဒီ gift card ကဒီကောက်ဘာကောက်ဖတ်ထားပြီးသားကျွန်တော်တို့ကပတ်စံဝင်အောင်ဆိုတော့ကောင်တာမှာငွေရှင်းလိုက်တာနဲ့ဒီကောက်ထဲမှာအလတ်သွားပြတယ်ပြပြီးတော့အဲ့ဒီငွေကိုဒီကောက်ယူသွားတာဗျာနော်ဒါအခုကျူပါကမူရစေဝါအာဒီအာလုတ်တဲ့ drush ဒီဒီလာယူတရုတ်ဒီလာယူမိတာပေါ့အမှန်တော့အဲ့ဒါတွေအားလုံးကတရုတ်ဆိုရညင်းတယ်ဗျာဟုတ်တယ်ဗျာညင်းတယ်ဘာကြောင့်ညင်းလဲဆိုအဲ့ဒီပစ္စည်းတွေကဗမာပြည်ကနေတဆင့်လာတာဗျာ no? Di di tiu bama di di pelat eh sedih lainu bazar. Teka balo muih siwa pum eh lain dia. Cina lo alu nala ni lah we. Aku cina dema tu bah biola so. Ye nala ngaji bo ya. Washington's most wanted Chinese drug lord was finally arrested in Cuba and is now waiting to be extradited to the United States through Mexico. The U.S. government is accusing him of supplying fentanyl to the two biggest Mexican cartels and building a multi continental criminal network whose operations spread across America. The Chinese. ခန့်တင်တဲ့ criminal network ဆိုအရန်ကြီးတယ်တိုက်နဲ့တိုက်ကိုကူးပြီးတော့ရာဇဝတ်မှုလုပ်တာကိုပြောတာနော် Narco broker's name is Zhang Dongji, also known as Brother Wang. He was born in Beijing. U.S. authorities say Zhang had built a massive narco traffic network, which directly supplies to two Mexican cartels for nearly a decade. The Trump administration designated the two cartels as terrorist groups earlier this year. The U.S. government says Zhang's operatives are scattered across states like California, Georgia, as well as Latin America, Europe, and Asia. This way, Zhang's organization smuggled nearly 4,000 pounds of fentanyl and over 2,000 pounds of cocaine from Mexico into the U.S. Such a massive amount of fentanyl can kill approximately 900 million people, almost triple the U.S. population. America machine de lu uye te, no tosa lao kite lu uye tan ko ya lao go te zi nai lao de, mu ye se wa riu po ke da de. No, ari mu ye se wa riu ha, ku talo ha bia, na thao ne, na sen ne, na ku ne, a kong gan ni le ma. ဒီဟိုတဲ့စစ်တပ်ကမွေးထားတဲ့ပြည်သူစစ်တွေကိုက်ခိုင်အနောက်မှာမွေးရစေဝါအကြီးကျယ်ချက်တယ်အခုအကြီးကျယ်ချက်နေတဲ့အဖွဲ့ကတကောင်လဲပြေးနေတယ်သူတို့က3 brother လို့ခေါ်တယ်အဲ့ဒါလဲဗမာပြည်ထဲမှာအဲ့3 brother group ကနော်ဒါကိုဘာဖြစ်လို့မြန်မာနိုင်ငံကြီးတမားတွေအကုန်လုံးပူပေါင်းဆောင်ရွက်ပြီးဒါမြန်မာပြည်စစ်တပ်တွေပြည်သူစစ်တွေတိုင်းရင်းသားလက်နက်ကိုင်အချို့တွေမပါဘဲနဲ့ကဘာကြီးကိုဒီလိုလှုပ်လို့မရဘူးဗျအဲ့ဒါကိုကျွန်တော်တို့အကုန်လုံးဖော်ထုတ်ပြီးတော့မမှန်ကန်ကန်တတ်တတ်ရှင်းရှင်းနိုင်ငံတစ်ခုဖြစ်အောင်လုပ်ကြရင်မကောင်းဘူးလားဗျဒီလိုစဉ်းစားဖို့ဗျ အန်ယူဂျီကသူများလေတံပြည့်ရင်သူလေတံလိုက်ပြည့်နေတယ်ဗျရှင်းရှင်းပြောရင်တော့ထမြက်ခဲပြလိုက်တဲ့အချိန်မှာလိုက်ဟတ်တဲ့ခွေးတကောင်နဲ့တူးနေတယ်အန်ယူဂျီမြေရှားကိစ္စလည်းကျွန်တော်ပြောခဲ့တာပထမဆုံးနော်ပြီးတော့ဒီကောင်နေအပြောက်သွားပြန်ပြီအတန်တကယ်လည်းဘာမှမသိဘူးဗျအမှန်တော့ဘာလို့အလှခန့်တယ်ကဘာပတ်တယ်ဇိမ်ခန့်တယ်အိမ်ဝဲတယ်ချမ်းဝဲတယ်ဆိုင်ဆောက်တယ်ဗမာပြည်ထဲမှာကလေးတွေကိုမြှောက်ပေးတယ်လက်ပြတ်တယ်ခြေတက်တယ်မျက်လုံးကန်းတယ်ဒုက္ခိတရောက်တယ်ကြေးရွာတွေမိလောင်တယ်နော်လူသိန်းပေါင်းမြောက်များစွာအကုန်လုံးအိုးမဲ့အိမ်မဲ့ဖြစ်တယ်အဲ့ဒီအပေါ်မှာအလှထက်ကန်တယ်လက်ညှိုးထိုးပြတယ်စားတယ် ဒါကြီးကမှားနေတယ်ဖြစ်နေတဲ့အခုပြဿနာကတရုတ်ကမူရစ်ဆေးဝါးနဲ့ပတ်တိုင်အကုန်ညင်းတာတယ်အခုတရုတ်နဲ့အမေရိကန်နဲ့ညှိနေတဲ့ကိစ္စခင်ဗျားတို့ကျွန်တော်ပြောပြမယ်၄ချက်တောင်ရှိတယ်အဲ့ဒီ၄ချက်ကိုဆွေးနွေးမှာနံပါတ်၁ကခင်ဗျားတို့ကျွန်တော်ပြောပြမယ်မူရစ်ဆေးဝါးနော်အဲ့ဒီတရင်ရှိတယ်ကျွန်တော်မှာကျွန်တော်တိတိကျကျကိုပြောနိုင်တယ်နော်နံပါတ်၁ကဟိုလောင်းကစားအခုအခု online scan နော်နံပါတ်၃ကအကောက်ခွန်ပိုင်းဆိုင်ရာ tariff နဲ့ပတ်သက်တဲ့အကောက်ခွန်နှုံးထားနော်နံပါတ်၄ကမြေရှားတက်တူကိစ္စဗျာ ဒီလေးကူပဲ training မှာကြံတဲ့တောင်တယောက်ပင်လဲအေးပါအေးညာကြီးအဲ့ဒါအပိုးစားလာတယ်လက်ရှိအချိန်ဒီမှာအခုကရုတ်နဲ့ညိတာဒီလေးချက်ဗျဒီလေးချက်မှာနှစ်ချက်ကဗမာနဲ့တိုက်ရိုက်ပတ်သက်တယ်ဒါကျွန်တော်ပွတ်ပွတ်လေးလေးပြောတာခင်ဗျားတို့ကြိုက်ခြင်းကြိုက်မကြိုက်ခြင်းနေမင်းအောင်လိုင်ကစစ်တိုက်ဖို့ပတ်စံမရှိတော့ဘူးမရှိတော့ဒါစကားတွေကနေတဆင်ကြားဖြန့်နေနဲ့ပေါင်းပြီးတော့စစ်စရိတ်ရအောင်ယူတာဒါကြောင့်စောချစ်သူတို့ကမင်းအောင်လိုင်ကိုစစ်စရိတ်တကဘာလုံးကပတ်စံကိုလိန်လေယူပြီးပေးရတာကုံသွေးလမ်းကြောင်းတွေပိတ်သွားပြီကုံသွေးမှုတွေမရှိတော့ဘူးတရားစတာထွက်တဲ့နေရာတွေအကုန်လုံးလက်လွတ်ဆုံးရှုံးလိုက်ရပြီး ဘာမှမရှိတော့တဲ့အတွက်စစ်တိုက်ဖို့အတွက်လောလောလတ်လတ်ဝင်ငွေကကြားဖြန့်တွေနဲ့ပေါင်းပြီးငွေရှာပြီးတော့မင်းအောင်လည်းပြည်တွင်းစစ်ကိုတိုက်တာဒါကိုခင်ဗျားတို့နားလည်အောင်ပြောရမှာနော်ခင်ဗျားတို့အားအားနဲ့ဒီနူပေါ်နီပေါ်နီပိန်းနဲ့ပဲတိုင်ပတ်နေတယ်ဗျခင်ဗျားတို့တကယ်လည်းနိုင်ငံရေးမတက်ဘူးကဲဒီမှာဆက်နားထောင် The Trump administration has doubled down its pressure on Beijing to stop fueling the opioid crisis, especially fentanyl, and even slapped 20% tariffs on Chinese goods as punishment. But despite the tariff in place, U.S. federal agencies last month intercepted 1,300 barrels of precursor. 1300တဲ့ဗျာခင်ဗျားတို့ဘလောက်တောင်များလဲเนาะဒီဆေးဝါးတွေထုတ်လို့ပို့မက္ကဆီကိုပို့တာအဲ့ဒါခင်ဗျား first ကြည့်လိုက်ဗမာပြည်ကထွက်လာတာအဲ့ဒါကြီးကကာကြီးကားငယ်တွေနဲ့ဗမာစိတ်ကန်းကိုပို့တယ်ဗမာစိတ်ကန်းကနေပြန်ထွက်တာဗျာ နော်ဒါတရုတ်ပြည်ကနေဒါတိုင်းထွက်တဲ့ဥစ္စာနဲတယ်ဗျ Pickles shipped from China before they could poison Americans. These 1,300 barrels were shipped from Shanghai, China to Mexico. ကျွန်တော်ကတော့အဲ့ဒီမှာရှိတဲ့ကွန်တိန်နာကိုကြည့်ပြီးပြောတာ။ဒါပေမဲ့အဲ့ဒီကွန်တိန်နာတွေကဗမာပြည်ကသွားတာဗျ။ဒီဥစ္စာတရုတ်ပြည်စီမံသူတို့သိတယ်။ဒါပေမဲ့ဗမာပြည်ကနေတဆင့်အဲ့ဒီလိုမူရဆေးဝါးတွေထွက်နေတယ်ဆိုတာ ကဘာကအဲ့ဒါကိုတိတိကျကျသိအောင်လိုက်ရမှာဗျ။ရွှေဘူကစာတင်ချောင်းကိုစစ်အုပ်စုလေချောင်းကနေဘုံကျဲစကိုင်းတိုင်းရွှေဘူမြို့နယ်အနောက်ဘက်ကညောင်ပင်သာရွာကိုအော်တိုဘာလာ25ရက်ဒီနေ့မနက်ပိုင်းမှာစစ်အုပ်စုလေချောင်းကနေဘုံကျဲခဲ့တာကြောင့်စာတင်ချောင်းဆောင်တချို့ပျက်စီးသွားတယ်လို့ဒေတာခန်တွေကပြောပါတယ်။ စစ်အုပ်စုအခြေစိုက်ထားတဲ့မုံရွာနမခဝန်းထဲကနေဂျာယိုကော့ပရာနဲ့ဘုံနှလုံးကျဲချခဲ့တာဖြစ်ပြီးစာတင်ကြောင်းဆောင်နှလုံးပျက်စီးသွားတယ်ကိုလုံခြုံရေးကြောင့်နာမည်လွှဲထားတဲ့ရွှေဘိုဒေတာခံကိုအိုးဝါကပြောပါတယ်။ကျောင်းဝန်းထဲကိုကြာတာပြဒါပေမဲ့ကျောင်းဆောင်တွေကပိတ်ထားတာကြာပြီးဒါကြောင့်အပင်တွေနဲ့အဆောင်မိုးတွေလောက်ပျက်စီးသွားတယ်လူတော့မထိခိုက်ဘူးလို့သိထားပါတယ်။ ဘာမှတိုက်ပွဲလည်းမရှိမဖြစ်တဲ့နေရာကိုတတ်တတ်မဲ့လာကျဲသွားတာဘုံကျဲတိုက်ခိုက်ခံရတဲ့စာတင်ကြောင်းဟာမူလာရန်ကနေအလေရန်အထိတင် जा ပြနေတဲ့ကြောင်းဖြစ်ပြီးအာနာသိမ့်ပြီးကလေးကကြောင်းကိုပိတ်ထားခဲ့တယ်လို့ဆိုပါတယ်ဒါအပြင်အရင်ကစာတင်ကြောင်းဝန်းထဲကိုခလိငယ်တချို့ဝင်ရောက်ဆော့ကစားတာတွေရှိခဲ့ပေမဲ့စစ်အုပ်စုရဲ့စာတင်ကြောင်းတွေကိုပြစ်မှတ်ထားတိုက်ခိုက်မှုတွေကြောင့်လုံခြုံရေးအခြေအနေအရအပြီးပိတ်သိမ်းလိုက်တာလို့ဒေတာခန့်တွေကဆိုပါတယ် မြောင်ပင်သားရွာအနီးမှာစစ်အုပ်စုနဲ့တော်လှန်ရေးတပ်တွေတိုက်ပွဲဖြစ်ပွားနေတာမရှိသလိုဒေသခံအခြေစိုက်ကာကွယ်ရေးတပ်တွေလည်းနေထိုင်နေတာမျိုးလည်းမရှိသလိုဘုံကျဲတိုက်ခိုက်မှုနဲ့ပတ်သက်လို့ဒေသအခြေစိုက်တော်လှန်ရေးအင်အားစုတွေဘက်ကထုတ်ပြန်တာမျိုးမရှိသေးပါဘူး။မြောင်ပင်သားရွာဟာအင်ဂျီတထောင်လူဦးရေ3000ကျော်နေထိုင်တဲ့ရွာကြီးတစ်ရွာဖြစ်ပြီးဒေသခံတွေဟာစစ်ကြောင်းရံကိုနားဆွဲနေထိုင်နေကြရတယ်လို့ဆိုပါတယ်။ပြီးခဲ့တဲ့2022ခုနှစ် နိုဝင်ဘာလကလည်းညောင်ပင်သားရွာအနီးကစိုက်ပျိုးရေးတိတ်ပံကျောင်းအနီးမှာတက်ဆွဲနေထိုင်တဲ့စစ်အုပ်စုနဲ့ပြူစောတီပူးပင်စစ်ကြောင်းကရွာကိုဝင်းစရက်စုနင်းပြီးနောက်အင်ဂျီယာနဲ့ချီကိုစစ်အုပ်စုကမိရှုဖြက်စီးခဲ့ပါတယ်။ဒီဗမာစစ်တပ်ကအဲ့ဒီကလည်းပတ်စံရနေတာခမတီဒါစာကတို့ဒီဒီတရုတ်နဲ့ပတ်သက်တဲ့အဖွဲ့အစည်းတွေမြန်မာနိုင်ငံလမ်းဘေးကွန်းရဆိုင်မှာတော့ရာမှုရေးစေဝါဝယ်လို့ရတာအဲ့ဒါကိုပြဿနာဖြစ်လာရင်ဘယ်တိုင်းရင်သားတို့ဟိုလက်နက်ကင်ဘသူတို့ပြီးတဲ့ခါကျတော့အာရခတက်တော်တို့လိုက်ထိုးချနေတာလက်ရှိ မြန်မာနိုင်ငံရဲ့ကောင်းရဆိုင်မှာကိုမူရစေဝါဝယ်လို့ရတယ်ကျော်မျိုးမင်းအောင်ပြောတယ်လေသူတို့လူပဲ happy water အဲ့မတူတောင်သက်တောက်တာတဲ့နေပြီးတော့မှာကဲဆိုတော့ခင်ဗျားတို့စဉ်းစားကြည့်ပေါ့ဗျာဒါကိုဖော်ထုတ်အောင်လူရည်တန်း900လောက်ကိုခင်ဗျားတစ်နှစ်တည်းသေစေနိုင်တဲ့ဥစ္စာကိုမဖော်ထုတ်ပဲနဲ့ဟာခင်ဗျားတို့တခါလာလဲအချားကလောင်နေနဲ့အဲ့ဒီမောင်တော်ကဥစ္စာတွေနဲ့ပဲခင်ဗျားတို့တိုင်ပတ်နေတယ်ဂူလာတမကမှလည်းအဲ့ဒီ NUG ကဆဲမိတော့မယ်ဗျာကျွန်တော်ကလည်းပွန့်ပွန့်လင်းလင်းပြောရတယ်တပြီလုံးဖြစ်နေတဲ့ပြဿနာကိုမပြောဘဲနဲ့အဲ့ဒီမောင်တော်ကအချားကလောင်နေ နော်ညှောက်ပေးလိုက်တဲ့ကိစ္စပဲပြောတယ်ဗျာကျွန်တော်တို့တတိုင်းပြည်လုံးမိလောင်ပြကြနေတဲ့ကိစ္စတွေမပြောဘူးဗျာနော်ယွန်ဖို့တော်တော်ကောင်းနေဒါကြောင့်အချာကလောင်နဲ့အန်ယူဂျီကတဖွဲ့တယ်ဗျာနားထောင်ကြည့်ဦး intercepted these precursors on the high seas and now the Sinaloa cartel will not be able to use them to make methamphetamines. ဒီလောက်များတဲ့တတိ100ဘာရယ်ကြီးကိုနော်ခင်ဗျအဲ့စီရဲ့အဲစီပေါင်းမြောက်များစွာအဲ့မက္ဆီကိုမှာမိတာနော်မက္ဆီကိုအစိုးရပူပေါင်းဆောင်ရွက်လို့နောက်မဟုတ်ဆိုလူရဲ့တန်း900တိမ်ပါဗျအ အန်ယူဂျီဒါတွေလောက်ပါလားခွေးမဩငါဆဲတော့မယ်ကွာအားနာပါတယ်ဟုတ်ပြီဗျာဒီလောက်ပဲကျွန်တော်ကျွန်တော်ရေးတဲ့စာတွေမှာလေဘဘုတ်တုတ်တာမရှိပဲနဲ့နှစ်ချောင်းဖတ်သုံးချောင်းဖတ်တယ်နဲ့အလှခံစားလိန်စားနေတဲ့ဟာတွေတက်တက်လာရင်ဗျာကျွန်တော်ယွန်းနေဗျာစောက်ခွက်တွေလည်းမပြဘူးဗျာကျွန်တော်အောက်မှာလာလာရေးရင်အဲ့ဒါကြိုကျွန်တော်တတော်အော်ဂလီဆိုင်ပြီးယွန်းတာဗျာဘာတာဝန်ခံမှုတာဝန်ယူမှဟုတ်လုံးဝမရှိပဲနဲ့နိုင်ငံရေးလုပ်တဲ့သူရောနိုင်ငံရေးကိုထောက်ခံတဲ့သူရောအောက်တန်းစားတွေဗျာစိတ်ပြတ်ဖို့တော်တော်ကောင်းတာ whenever there is an effort on the part of foreign terrorist organizations to create. Okay, ဒါကလည်းနိုင်ငံတကာကနိုင်ငံခြားအကြမ်းဖက်မှုတွေမှာအကြီးမားဆုံးအကြမ်းဖက်မှုပဲဗျာ तू ပြောနေတာ drugs that are killing americans we will seize them whether it's on the high okay ဒီအကြမ်းဖက်မှု drugs ပဲတဲ့အမေရိကန်တွေတေးအောင်ကြမ်းဖက်တာတဲ့ or whether it's in the country or a foreign country american နိုင်ငံထဲမှာလည်းဖြစ်ရင်ဖြစ်မယ်တခြားနိုင်ငံထဲမှာလည်းဖြစ်ရင်ဖြစ်မယ်တဲ့ down story the drug trafficking business is only half of his business model As တရုတ်ကသူ့ရဲ့ business ထဲမှာတဲ့မူရဲ့ဈေးဝါနဲ့မဟုတ်မဟလောက်တာတရုတ်နိုင်ငံတစ်ခုလုံးရဲ့စီးပွားထက်ဝက်လောက်ကိုလုံနေတဲ့သဘောတဲ့တရုတ်ဆိုရမပါပဲလုံလို့မရဘူးဗျဒါဒီအလုံးဟာဒါတွေကိုပက်ပက်သားသားနဲ့ဗမာတနိုင်ငံလုံးပြုပြင်ပြောင်းလဲခြင်းတဲ့သူတွေဒီလိုအောက်တန်းစားစစ်တပ်တွေစစ်အရာရှိတွေအဲ့ဒီတရုတ်မူရဲ့ယာစာတွေအဲ့ဒီလိုကောင်းနေကိုဖော်ထုတ်ပြီးကမ္ဘာအရှိမှချပြဖို့မလုပ်ပဲနဲ့ဗျာအားနေမောင်တော်ပဲအဲ့ဒီအန်ယူဂျီတစ်ဖွဲ့လုံးမောင်တော်ပြောင်းပါလားလို့ဟုတ်ပြီဗျာ